ဖြစ်နေသည့်အကျယ်ဝန်းအခင်စုစုပေါင်း area 35,580တဒသမ3စိတ်တူရန်ကီလိုမီတာ6,555တဒသမ2စိတ်တူရန်မိုင်ရှိပြီး2014ခုနှစ်တန်းကောက်စည်းအရာလူဦးရေ98,432ဦးရှိသည်ဟု ဆိုပါသည်မြန်မာပြည်တွင်းရှိပြည်နယ်နှင့်တိုင်းမြောက်အနက် area အခြေဆုံးဖြစ်ပါတဲ့ရှမ်းပြည်နယ်ကိုရေဘူးရအားရှမ်းမြောက် ရှမ်းတောင်ရှမ်းရှိဟုတ်ပိုင်းခြားခေါ်ဝေါ်လေးရှိပြီး ပြည်နယ်အတွင်းခရိုင်မြို့နယ်များဖွဲ့စည်းထားသည့်အပြင်ရှမ်းပြည်နယ်တွင်ပအိုးဒနုဝပလောင်ကိုကန်စသည့်တိုင်းရင်းသားကိုပိုင်အုပ်ချုပ်ရေးဒေသ၅ခုဖွဲ့စည်းထားပါသည်မြို့နယ်ဖွဲ့စည်းပုံအရရှမ်းမြောက်တွင်24မြို့နယ်ရှမ်းတောင်တွင်23မြို့နယ်ညင်ရှမ်းရှိတွင်ကစလဲမြို့နယ်စုစုပေါင်း55မြို့နယ်ရှိပြီးပြည်နယ်မြင့်တိုင်း14ခုတွင်အများဆုံးဖြစ်ပါသည် ရှာမင်းနေသည်ကျန်ဝန်းတထင်အရှိမြောက်တိုင်းစစ်ဌာနချုပ်ရမခလာရှိုအရှိပိုင်းတိုင်းစစ်ဌာနချုပ်ရပခတောင်ကြီးအရှိအလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရလခခိုလန်တရီကန်ဒေတာတိုင်းစစ်ဌာနချုပ်တတခကျိုင်းတုံဟူရွိစစ်တိုင်းဌာနချုပ်လေးခုလွိုင်းကောဒေတာကွက်ကဲမှုစစ်ဌာနချုပ်တက္ကစလောက်ကိုင်းတက္ကစဒူနင်းလက်အောက်ခံခြေလျင်ချင်းမြန်တိုင်ရင်80ခန်းအခြေဆိုင်သာသည့်အပြင် စစ်စင်ကြီးကွက်ကဲမှုဌာနချုပ်စကခတဲ့ကြောက်မဲစကခ76တီနီစကခ1မိုင်းနံစကခခုံဖဲကုံစကခ70မိုင်းစစကခ78မိုင်းဖြတ်ဟူ၍စကခခုနှစ်ခုနှင့်လာအောက်ခံချီလင်းချီမြန်တန်ရင်90အခြေဆိုင်ထားပါတယ်ထို့ပြန်နမ်ဆန်အခြေဆိုင်လေးတက်အောင်ပန်းနှင့်ကျိုင်းတုံ၌အမြောက်တပ်နှစ်ခုစစ်တင်တန်းကြောင်းများလေယုံတက်ဝန်တန်းတက်များစွာဖွဲ့တည်ထားသည့်ကိုတွေ့ရပါတယ်ထို့တူ ရှမ်းပြည်နယ်တွင်စစ်တပ်အားပုံကန်တိုက်ခိုက်ညှိသည့်တိုက်ခိုက်ခဲ့ကြသည့်ဝါပီတွေးစည်းညီညွတ်ရေးတပ်မတော် UWSA ၊ကချင်လွတ်မြောက်ရေးတပ်မတော် KIA ၊ရှမ်းပြည်တိုးတက်ရေးပါတီ SSPP ၊မြမအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် MNDAA ၊တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ၊ရှမ်းပြည်ပြည်လက်ထူထောင်ရေးကောင်စီ RCSS ၊ပအိုးအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLO နဲ့ဒနုတပ်ဖွဲ့များရှိသကဲ့သို့စစ်တပ်လက်အောက်ခံရှမ်း ကချင်ကိုကန်တယုတ်ပအိုလာဟူအာခါဝါဖြူသူစစ်အဖွဲ့များစွာ အင်အားများစွာနဲ့ရဲချောင်းဆောင်တပ် PGF တိုင်ရင်9ရက်တည်ရှိကြပါတယ်ရှမ်းပြည်၏လက်ရှိအခြေအနေ2021ခုနှစ်စစ်တပ်အာဏာသိမ်းပြီးရှမ်းပြည်နယ်၌ WUSA ထိန်းချုပ်ထားသည့်ပန်ဆန်းမြို့နယ်၊နားဖမ်းမြို့နယ်၊ပန်ဝိုင်မြို့နယ်၊မိုင်းမောမြို့နယ် လေးမျိုးနယ်ညင်လူဦးရေမာသိန်းကံအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တမနော် NDAA မိုင်လာထင်းချုပ်ထားသည်မိုင်လာမျိုးနယ်လူဦးရေတသိန်းကံစုစုပေါင်းမျိုးနယ်၅မျိုးနယ်နှင့်လူဦးရေ၆သိန်းကံသည်မြန်မာ အစိုးရအုပ်ချုပ်မှုအောက်မြန်မာစစ်တပ်၏ထင်းချုပ်မှုအောက်၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေအောက်တွင်မရှိပါ။ နေမီအချင်းဝန်းကရ WUSE ထိန်းချုပ်နေမီ၁၀ရန်းကီလိုမီတာ၁၅၀၀၀ထန်နေ NDAA ထိန်းချုပ်နေမီ၁၀ရန်းကီလိုမီတာ၅၀၀၀ခန့်စုစုပေါင်း၁၀ရန်းကီလိုမီတာ၂၀၀၀ခန့်မှာမြန်မာစစ်တပ်ထိန်းချုပ်မှုအောက်တွင်မရှိပါ2023ခုနှစ်စစ်တပ်အာဏာသိမ်းပြီး2023ခုနှစ်တွင် ရှမ်းမြောက်နိုင်တိုက်ပွဲများပြန်လည်ထိပွားဟင်၏2024ခုနှစ်ဇန်နဝါရီလတွင်တရုတ်၏နှိမ့်နိုင်မှုကြောင့် ဟိုင်ဂင်သဘောတူညီချက်ဖြင့်အဖြစ်အခက်ရစေခဲ့ပါတယ်။သို့တော်2024ခုနှစ်နှစ်လယ်တွင် တိုက်ပွဲများပြန်လည်ဖြစ်ပွားခဲ့ပြီးလာရှို တီဘောကြောင်မဲနောင်ချိုမိုးကုတ်မိုးမိတ်စသည့်မြို့၆မြို့ကိုစစ်တပ်ထပ်မံလက်လွတ်ရပါတယ်။သို့သောဟိုင်ငင်သဘောတူညီချက်ကိုဖောက်ဖျက်သည်ဟုတရုတ်အစိုးရကသဘောထားပြီးဖိအားမျိုးစုံပေကမြမစစ်တပ်ဖက်ကရပ်တည်သဖြင့် MNDAA အနေနဲ့လာရှိုးမြို့အားဖျက်လည်လွှဲပေးခဲ့ရပါတယ်။နောင်ချိုကြောင်မဲတီဘောကိုစစ်တပ်ကတိုက်ခိုက်သိမ်းယူခဲ့ပြီးနောက် TNL လည်းမိုးမိတ်နဲ့မိုးကုတ်ကိုပြန်လည်ပေးအရန်သဘောတူပေးနေရပါ ြီးဟိုင်ကင်သဘောတူညီအချက်အတိုင်းအဖြစ်ရရန်သဘောတူခဲ့သည်ကိုတွေ့ရပါတယ်။ဤသဘောတူညီအချက်အရ MNDAA ကိုကန်းအဖွဲ့သည် လောက်ကိုင်မျိုးနယ်၊ကုန်းချမ်းမျိုးနယ်၊တင်းနီမျိုးနယ်ကွမ်လွန်မြို့နယ်နှင့်လာရှိုးမြို့နယ်မူဆယ်မြို့နယ်များအနက်လာရှိုးမြို့နှင့်မူဆယ်မြို့နယ်မှအပတ်ကျင်းနေမြများကိုထိန်းချုပ်ခွင့်ရသွားခဲ့ပါတယ် TNL အဖွဲ့ကမှနမ်ခမ်းမြို့နယ်၊နမတူမြို့နယ်၊နမ်ဆန်မြို့နယ်၊မန်တုံမြို့နယ်တို့ကိုထိန်းချုပ်ခွင့်ရပြီးကွက်ခိုင်မြို့နယ်ကို MNDAA နဲ့ TNL တို့ခွဲဝေအုပ်ချုပ်နေသည်ကိုတွေ့ရပါတယ်။ထို့ကြောင့် MNDAA နဲ့ TNL ထိန်းချုပ်မှုအုပ်တို့မြို့နယ်၉မြို့နယ်နဲ့လာရှိုးမှုဆယ်မြို့နယ်နှစ်ခုမှနေမြေအငါးစုရောက်ရှိသွားပါတယ်။ ်ထို့ထင်ရှမ်းပြည်နယ်တွင်ပါဝင်သည့်ဟိုပန်မြို့နယ်သည် WUSAE ထင်းချုံမှုအောက်သို့ရောက်ရှိသွားခဲ့သည်ကိုတွေ့ရ၏မပြင်းမြို့နယ်မှာလည်း KNA ညင် PDF တို့၏ထင်းချုံမှုအောက်သို့ရောက်ရှိနေသည်ကိုတွေ့ရပါသည်တူဖီယာတရုတ်လူကြားဝင်သည့်ဟိုင်ကင်သဘောတူညီချက်ရအကောင့်ထဲပြန်ဖော်လာခဲ့သည့်2025ခုနှစ်အောက်တိုဘာလကုန်တွင်စစ်ကောင်စီစကမအဒီနောက်ထဲ7မြို့နယ်ကျော် ထပ်မလက်လွတ်လိုက်ရတဲ့ဖြစ်ရကင်ငါးမြို့နယ်ပါဝယ်လက်ရှိချိန်တွင် ရှမ်းပြည်မှာစုစုပေါင်း16မြို့ကျော်စစ်တပ်ကလက်လွတ်ထားရသည်ကိုသိမြင်ထားပါတယ်စကမထမလက်လွတ်လိုက်ရသည့်ရှမ်းပြည်နယ်မှာ17မြို့နယ်သည့်အကျယ်ဝန်းစတူရန်ကီလိုမီတာ2000ခန့်ရှိပြီးလူဦးရေခွလန်သိန်းမှ8သိန်းထိနေထိုင်သည်ဟုခန့်မှန်းရသည့်ဒုဖိယရခင် UWSA နှင့် NDA အထင်းကျုံနေမီနှင့်မှာပေါင်းပါကရှမ်းပြည်နယ်ရှိစုစုပေါင်းစတူရန်ကီလိုမီတာ4000ခန့်ရှိသည့်မြေအလီယာနှင့်လူဦးရေ စလေးသိန်းခန့်သည့်စကမိုင်းအုပ်ချုပ်မှုထိန်းချုပ်မှုအောက်၂008အခွဲစည်းပုံဥပဒေအောက်တွင်မရှိတော့ပါချန်ပီယံနယ်၏စုစုပေါင်းအေလျက်15,500ရှိလိုက်သည့်ရန်တတမ3စတူယန်ကီလိုမီတာတွင်တသိန်း1,500 80သာစကမထိန်းချုပ်မှုအောက်တွင်ရှိပါသည်ချမ်းမြောက်ရှိတန်ရန်မြို့နယ်မိုင်းရဲမြို့နယ်ကြောင်မဲမြို့နယ်နောင်ချိုမြို့နယ်တီဘောမြို့နယ်မတ်မန်မြို့နယ်မူဆယ်မြို့လားရှို့မြို့ရှမ်းတောင်ရှိတောင်ကြီးမြို့နယ်ရပ်ဆောင်မြို့နယ်ကလောမြို့နယ်ညောင်ရွှေမြို့နယ် ဖဲကုံမျိုးနဲ့လွိုင်းလင်းမျိုးနဲ့လဲချားမျိုးနဲ့မိုင်းကိုင်မျိုးနဲ့နန်းဆန်မျိုးနဲ့ကုံဟိန်မျိုးနဲ့မိုးနယ်မျိုးနဲ့မိုင်းရှူးမျိုးနဲ့ကျဲတီးမျိုးနဲ့လိန်ခေးမျိုးနဲ့မိုင်းပန်မျိုးနဲ့မောင်မယ်မျိုးနဲ့ဟိုပုံးမျိုးနဲ့စီဆိုင်မျိုးနဲ့ပင်လောင်းမျိုးနဲ့ပင်တရားမျိုးနဲ့ရွာငံမျိုးနဲ့ချားရှိရှိကျိုင်းတုံမျိုးနဲ့မိုင်းခန့်မျိုးနဲ့မိုင်းပီမျိုးနဲ့မိုင်းရမ်းမျိုးနဲ့မိုင်းဆက်မျိုးနဲ့မိုင်းတုံမျိုးနဲ့တာချီလိပ်မျိုးနဲ့မိုင်းဖြတ်မျိုးနဲ့မိုင်းရောင်မျိုးနဲ့ စုစုပေါင်း36မြို့နယ်နဲ့2မြို့သာစကမထင်းကျုံမှုအောင်နိုင်ရှိပြီးမုံမိတ်ကိုပြန်လည်ထင်းကျုံနိုင်ပါက2မြို့နယ်3မိဖြစ်ပါတယ်2014ခုနှစ်ရှမ်းပြည်နယ်တန်းခေါင်စင်းအရလူဦးရေ58တိန့်ရှိသည်ဟုဆိုရစကမထင်းကျုံနယ်မြေတွင်လူဦးရေ54တိန့်ခန့်ရှိနိုင်ပါသည့်2023စစ်တပ်အာဏာသိမ်းပြီးနောက်နိုင်ငံသားတို့ထက်ခွာသူများပြားသဖြင့်ရကင်းထက်လူဦးရေရော့ကျနိုင်ပါတယ်။ဒုဖိယာရှမ်းပြည်နယ်အေရီးယား15,500ရဲ့တည်ရသမာ3စတူရန်ကီလိုမီတာအနက်စတူရန်ကီလိုမီတာ4000ခန့် ရခိုင်နှုန်းအဖြစ်25ရခိုင်နှုန်းခန့်2014တန်းခေါင်စင်းရရှမ်းပြည်နယ်လူဦးရေ58တိန်းအနည်း14တိန်းခန့်သည့်စကမိုင်းအုံချုံမှုထိန်းချုံမှုအောက်2008ဖွဲ့စည်းပုံဥပဒေအောက်တွင်မရှိတော့ပါရှမ်းပြည်နယ်ဤစုစုပေါင်း area 35မြို့နယ်နှစ်မြို့သားစကမထိန်းချုံမှုအောက်၌ရှိပြီးမုံမိတ်ကိုပြန်လည်ထိန်းချုံနိုင်ပါကတမျိုးနဲ့တိုးမိသေးပါတယ်အပြည့်ရသည့်အခြေအနေ လက်ရှိ2025ခုနှစ်တွင်အပြည့်ရသည့်အခြေအနေနှင့်1989ကာလအပြည့်ရသည့်အခြေအနေကွာခြားသည်1989ခုနှစ်ကာလကအပြည့်ရရာတွင် တရုတ်ကဲသို့ဂျာခန်နိုင်ငံမပါဝင်ပါ ထို့စဉ်အပြည့်ရသည့်အခါရောက်သည့်နေရာတွင်အပြည့်ရတဲ့ကဲသို့အဆိုပါတိုင်းရင်းသားတပ်ဖွဲ့ထိန်းချုပ်နေမည်များကိုလည်းအထူးဒေသအဖြစ်သတ်မှတ်ပေးပါသည်ချက်ခု UWSA အထူးဒေသနှင့် NDDAA မိုင်းလာအထူးဒေတာလေးတို့သည်1989ခုနှစ်အပြည့်ရဆင်ကတဲ့တက်မှတ်ပေးထားခြင်းဖြစ်ပါတယ်။သို့သော ထိုအပြည့်ရချင်းကိုစစ်တပ်ကစိတ်ကြိတ်ပြောင်းလဲနိုင်ပြီးလိုအပ်ပါကတိုက်ခိုက်ပါသည်။ထို့ကြောင့်ကိုခန်းပန်ဝါ SSBB ကချင်ကာကွယ်ရေးတပ်ဖွဲ့ KDA စသည့်အပြည့်ရခဲ့သည့်တိုင်းရင်းသားတပ်ဖွဲ့များသည်တိုက်ခိုက်ခံရသကဲ့သို့နယ်မြေများဆုံးရှုံးကြ၏တိုက်ခိုက်မခံလိုပါက BGF ပြည်သူ့စစ်ပတ်သက်စာတို့အဖြစ်အသွင်ပြောင်းခြင်းလက်နက်ဖြုတ်သိမ်းခံရခြင်းတို့ကိုကြုံတွေ့ရပါတယ်။ယခုတရုတ်ကြားဝင်သည်2024ဟိုင်ဂင်သဘောတူညီချက်မှာယခင်နှင့်ကွာခြားသည်။တက်များရောက်သည့်နေရာတွင်အပြည့်ရက်ဒီမှာတူတော်လဲအပြည့်ရက်ဒီ MNDDAA နဲ့ TNLA ဒေသများကိုစကမကအထူးဒေသအဖြစ်နဲ့ထိန်းချုပ်ခွင့်တို့ကို တရုတ်ဝင်အတိမတ်မပြုပါ။ MNDDAA ကိုကန်းနှင့်ပတ်သက်လျင်လောက်ကင်မျိုးနယ်နှင့်ကုန်းချက်မျိုးနယ်နှစ်ခုတာပါဝင်သည့်ကိုကန်းကိုပိုင်အုပ်ချုပ်ခွင့်ရဒေသကိုနှစ်ထောင်ရှိဖွဲ့စည်းပုံအခြေခံဥပဒေအရသာစကမကအတိမတ်ပြုတ်ဒီကို တွေးရသည်လရှိ MNDDAA ထိန်းချုပ်ထားသည့်အခြားနယ်မြေတွင်ပတ်သက်၍အတိအမှမပြုသေးပဲဆက်လက်ဆွေးနွေးရန်ဟူသာစကမကမှတ်ချက်ပြုထားကြောင်းသိရပါသည် အလားက TNLA နှင့်ပတ်သက်၍လည်း နန်ဆန်နင်မန်ဒိုမျိုးနဲ့နှစ်ခုပါသည်ပလောင်းခူပိုင်အုတ်ချုပ်ခွင့်ရဒေတာသာစကမကအတိမတ်ပြုသည်ဂျန် TNLA သိမ့်ပိုက်ထိန်းချုပ်ထားသည့်မြို့ညာကိုအတိမတ်မပြုပါလက်ရှိ TNLA ထိန်းချုပ်ထားသည့်အခြားနယ်မြေနှင့်ပတ်သက်၍ဆက်လက်ဆွေးနွေးရန်ဟူသာစကမကမှတ်ချက်ပြုထားကြောင်းသိရပါသည် တို့ဖြစ်ရာယခုအပိယထားသည့် Google MNDA အနေနဲ့တလောင် DNL ရုနုဖွယ်လုံးဤထင်းချုပ်နေမီအာလုံးအားစကမကောင်တရဝင်းအတိအမှတ်ဖြူထားခြင်းမရှိဒီကိုတွေ့ရပါနဲ့တဖက်ကလည်း hiking သဘောတူညီချက်ဖောက်ဖြက်ထင်းစစ်တိုက်ပါကလည်းတရုတ်ကလက်မခံပဲ 2020လီဟိုက်ကင်သဘောတူညီချက်အပြီး2020ခုစစ်စင်ရီဒုတိယလိုင်းဖြစ်တင်ပိုက်ခဲ့သည့်လာရှိုနောင်ချိုကြောင်မဲဒီပေါ်မိုးကုတ်မိုးမိတ်တို့အား MNDA အနေနဲ့ TNL တို့ပြက်လဲလက်လွတ်အောင်တရုတ်တို့ညီမျိုးစုံကြီးတုံးခဲ့သည့်ကိုတွေ့ရပါတယ်အလားတူစကမစစ်တပ်တီလေဟိုက်ကင်သဘောတူညီချက်အားဖောက်ခဲ၍စစ်တိုက်ပါကတရုတ်တို့လက်ခံမိမဟုတ်ပေ စကမစစ်တတိကချင်းချင်းရခိုင်စစ်ကိုင်မန္တလေးကရင်ဒီကရင်စသည့်အခြားဒေသများရှိနေမီများကိုကိုပိုင်ဆုံးဖြတ်ချက်ဖြင့်စစ်စင်ရေးပြုလုပ်နိုင်ထိုးစစ်စင်နိုင်တို့လေရှမ်းမြောက်ကိုတရုတ်တဘိုးမတူပဲထိုးစစ်စင်ခြင်းဘုံချခြင်းပြုလုပ်နိုင်ခြင်းမရှိပါရှမ်းမြောက်အပိယီဟိုက်ကင်းသဘောတူညီချက်ကိုလက်ခံထားသည့်စကမစစ်တပ်သည်ရှမ်းမြောက်နှင့်ပတ်သက်လင်တရုတ်၏သဘောတူညီချက်လိုကမည်ဖြစ်ပါလေ တရုတ်သဘောမတူပဲပြုလုပ်ခဲ့ပါကအနိုင်ဆုံးတရုတ်ဤထောက်ခံမှုရုတ်သိမ်းခံရမည်ဖြစ်ရာစက္ကမသူသဘောနှင့်တူမလုပ်ရဲပါတို့ဖြစ်ရာအပိယထောက် MNDAA နှင့် TNLA တို့အတော်လေ၎င်းတို့ဤစည်ရေးနိုင်ငံရေးယီမန်ကြံမပြေဝပါတို့တော့အားမွေးပီတီစောက်ခွင့်ရသည်ဟုဆိုရမည်စက္ကမစစ်တပ်အဖို့ဆိုရင်ရှမ်းမြောက်တွင်အကိရိယာယာ၍တပ်အင်အားအချို့ထုံနှုတ်ခွင့်ရမည်အခြားဒေသများသို့ပုံမိုလေကြောင်းတိုက်ခိုက်ခွင့်ရမည်အခြားဒေသများအားပုံမိုထိုးစစ်ဆင်ခွင့်ရမည်ဖြစ်ပါတယ် တိုးတော်ရှမ်းမြောက်ရှိနေမီများအားထိန်းချုပ်ခွင့်စွန့်လွတ်ထားရမည်ထေရကီလိုမီတာတထောင်ကျော်ရှိသည့်တရုတ်နယ်စပ်ကိုလည်းထိန်းချုပ်နိုင်စွာမရှိတော့ပါစကမအတွက်နေမီထိန်းချုပ်ခွင့်နဲ့ဆစွန့်လွတ်ထရသည့်ရှမ်းပြည်နယ်ပြဿနာသည်ရေရှည်ကုစားဖြစ်ရှင်းရမည်ပြဿနာကြီးဖြစ်နေပါတယ်အလားအလားပထမအလားအလာတစ်ခုမှာစစ်တပ်ကတရုတ်ဤဖိအားပေးမှုအကူအညီဖြင့်ရှမ်းမြောက်ဒေသအားပြန်လည်လွှဲပြောင်းရယူနိုင်ရန်စ조사ခြင်းဖြစ်နိုင်ပါတယ်။ ုတိယအလားအလာတစ်ခုမှာတရုတ်ကသူ့ဤနိုင်ငံရေးစီးပွားရေးစစ်ရေးရဲ့ချက်အတော်စကမအားထင်းချုံနိုင်ရန်နေဆရှိတိုင်းရင်သားအဖွဲ့များအားဆက်လက်မွေးထားခြင်းဖြစ်ပါရဲ့တတိယအလားအလာတစ်ခုမှာ MNDAA နဲ့ TNLA တို့သည်အပြစ်ရကာလကြာမြင့်တည်နဲ့ WSA NDA တို့ကဲ့သို့အင်အားတောင့်တင်းအောင်တိဆောက်လာနိုင်ပြီးစကမစစ်တပ်ကမတိုက်ခိုက်နိုင်တော့ခြင်းဖြစ်ပါတယ်။စတုထအလားအလာမှာ MNDA နဲ့ TNLA တို့အားစကမတ်တက်ကနီးမျိုးစုံတုံးရွဲ့သွေးခွဲဖြိုခွင်းပြီး BGF နဲ့ပြည်သူစစ်တပ်အသွင်ပြောင်းခြင်းဖြစ်ပါတယ်။ဤဖြစ်နိုင်ခြင်းများကိုဘတ်အားလုံးကအကောင့်ထဲပေါ်ရန်စူးစမ်းနေမိဖြစ်ပြီးမြေတီအလားအလာဖြစ်လာမည်ဆိုဒီကိုမှုကြူတင်ခန့်မှန်းရန်ခတ်ခဲပါတယ်။